တော်ကတော့ဒါအေးရန်နောက်ကနေပါမီဖြည့်ပေးတဲ့အရာရာလိုအပ်တာတွေဖြည့်စည်းပေးတဲ့သူလို့ပီဟုတ်မင်းသားမင်းသားနောက်ကဟုတ်ကဲ့မင်းသားကြီးဆိုမင်းသားဘောကမင်းသားလားစီသာကြောင့်မင်းသားအဲဒါတော့နည်းနည်းပေါ့နော်ဟိုဟာဟိုဘယ်ပြောရမလဲဆိုတော့ပြောလိုက်ရင်လည်းသိဘူးအဲမင်းသားကမင်းသားနည်းနည်းစီသာကြောင့်နဲ့မင်းသားကြီးပေါ့နော်မင်းသားရဲ့နောက်မှာကျွန်တော်တို့အားလုံးဘေးနားမှာလွယ်လွယ်ချော်ချော်လေး အဲအတည်တာတွေမှန်တာတွေအဲဆုပ်ချက်ခက်နေတဲ့ပြဿနာတွေအများကြီးနဲ့ရှိနေတယ်ဟုတ်ကဲ့ပွင့်လည်းပြောရင်တော့အဲအေဂျင့်တွေကဟိုပေါ့နော်စုံနာကကြာပြီဒီလိုဂျိုဝင်းကမရိုက်ဘူးတခါမှဇလန်ရိတ်လည်းမရိုက်ဘူးခုပထမဆုံးစုံရမှာဖြစ်နေတော့ဘူးဒါပြောပါတယ်ပြီးတော့နောက်ဘုန်းနဲ့လည်းစုံရမယ်အဲပြီးတော့အခြားတော့ပေါ့နော်ကျွန်တော်တို့စီနီယာအကူမတွေအားလုံးနဲ့လည်းစုံပြအောင်ဖြစ်နေတော့ဘူးတကယ်ကိုဝမ်းသာမိမှာဟုတ်ကဲ့နေရာတစ်ခုဆိုပေးတဲ့လူရှိမှလည်းကျွန်တော်လည်းလုပ်ခွင့်ရမှာပေါ့နေရာပေးတဲ့လူရှိမှကျွန်တော်လည်းလုပ်ခွင့်ရမှာဖြစ်လို့ကြည့်နေတဲ့ပြိတ္တကလည်း ကိုစူးစမ်းတဲ့အပေါ်မှာအော်သူဒီလိုချိန်းတော့ပါပုံပုံမှာလည်းမူတည်ရပါဘောနေရာဘလောက်ပဲပြောင်းမေးပြောင်းမေးသူကဒီဥစ္စာကြီးကိုမပြောင်းနိုင်ဘူးဆိုရင်တော့ဒါတော့ထုံးတယ်နဲ့ခေါ်လို့ကျူးနေပါလေလေအဲအဲ့တော့အဲ break ဟိုနေရာပေးတဲ့လူတွေလည်းလိုအပ်တယ်လို့တကယ်တကယ်စူးစမ်းဖို့လူပညာသမားတွေလည်းအများကြီးပို့တော့ပါ ီနေရတာဒရိုက်တာမပွင့်ရိုက်တဲ့ပေါ့နော်အေဂျင့်ပါတယ်နော်ဟောပါတယ်ပြီးတော့မိုင်းဆိုးလို့လည်းပါတယ်အဲပြီးတော့ကျွန်တော်လည်းဒါတောင်းတနေရနေပါဝင်ထားတဲ့ရုပ်ရှင်ကားကြီးပါဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဒါအေဂျင့်နောက်ကနေပါမီဖြည့်ပေးတဲ့အရာရာလိုအပ်တာတွေဖြည့်ဆည်းပေးတဲ့သူလို့ပြီးပေါ့မင်းနာမင်းနာနောက်ကဟုတ်ကဲ့မင်းနာကြီးဆိုမင်းနာဘောကောင်နဲ့မင်းနာလားစီစားကြောင်နဲ့မင်းနာအဲဒါကတော့နည်းနည်းပေါ့နော်ဟိုဟာဟိုပြောရမလဲဆိုတော့ပြောလိုက်ရင်လည်းသိဘူးအဲမင်းနာကမင်းနာနည်းနည်း ီသာကျောင်းနဲ့မင်းသားကြီးပေါ့နော်မင်းသားရဲ့နောက်မှာကျွန်တော်တို့အားလုံးဘေးနားမှာလွယ်လွယ်ချော်ချော်လေးအဲတဲ့တာတွေမန်တာတွေအဲဆုပ်ချက်ခန့်နေတဲ့ပြဿနာတွေအများကြီးနဲ့ရှိနေဟုတ်ကဲ့မှန်ပါခင်ဗျာဟုတ်ကဲ့အေဂျင့်နဲ့အာဒီစကားကဒါပွင့်လင်းပြောရင်တော့အေဂျင့်နဲ့ကဟိုပေါ့နော်စုံနာကကြာပြီဒီလိုရုံးကမရိုက်ဘူးတခါမှဇလန်ရိတ်လည်းမရိုက်ဘူးအခုပထမဆုံးစုံရမှာဖြစ်နေတော့ဘူးဒါပြောပါတယ်ပြီးတော့နောက်ဘုန်းနဲ့လည်းစုံရမယ်အဲပြီးတော့ အခြားတော့ဗောနော်ကျွန်တော်တို့စီနီယာအကူအမတွေအားလုံးနဲ့လည်းဆုံပြအောင်ဖြစ်တဲ့အတွက်ကိုတကယ်ကိုဝမ်းသာမိပါဟုတ်ကဲ့ဒီကအတွက်ကကြာဒရိုက်တာလည်းမပွင့်ဖြစ်နေတာဟောနောက်တစ်ခုကမင်းသားမင်းမီးဗောနော်အကုန်လုံးတွေ့တောင်းဆုံတယ်ပြီးတော့ကာရက်တာနေရာလေးကလည်းဒါမဆိုးဘူးလို့ပြောလို့ရတယ်အားမှာလုတ်လုတ်လို့ရတဲ့နေရာလေးရှိတယ်ဗောနော်အဲဒါကြောင့်မျိုးဆိုရွေးချယ်ဆိုတာလူရှင်တော်ကာရက်တာဆိုလူရှင်တော်ပဲရိုက်တယ်လို့ထင်ပါဆိုတော့အစုံနေရာအစုံလို့ကျွန်တော်လည်းရိုက်တော့ရိုက်နေပါဟုတ်ကဲ့ကျွန်တော်ဇာကားလည်းမကြခင်မှာပြီးပြီးပြီးမှတော့ဖို့ရှိပါတယ်ဒါလည်းနေကြ အဲ့ဒါတော့မပြီးသေးတော့ပကြီးကတစ်ချက်ပေါ့နော်ဟိုဟာအရင်ကတည်းကကျွန်တော် ပြမယ်ပြမယ်ဆိုလို့မပြလိုက်ရတဲ့အဲဇလန်းတွဲပေါ့နော်အဲဇလန်းတွဲကအခုတော့တကယ်ချမ်းသာကိုစင်မြဲပါစေဆိုပြီးဇလန်းတွဲပြီးပြီးမှတကယ်ပြပါပြီအမကြခင်မှာပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကကျွန်တော်ဟိုဟာ driver အနေနဲ့ရိုက်ပေးထားတယ်ပြီးတော့ van character နဲ့ရိုက်ထားဟုတ်ကဲ့အဲဒါလေးကကြတော့လုံငယ်တော့ 8နှစ်9နှစ်ဝန်းကျင်လောက်ကလေးဆရာဦးစိတ်တာဒလင်းမောင်စိတ်တာပေါ့နော်ဒလင်းမောင်စိတ်တာရဲ့ပြဇက်ကိုကျွန်တော်ကကတာကတော့အဲ့တုန်းကတော့မင်းသားအဲပြောရင်တော့အဲ့ဖန်မင်းသားရဲ့နောက်ကနေပြီးတော့အစသရေကအားလုံးတိနေလူတယောက်နေရပေါ့အဲဒီမှာကျတော့အဲ့ဖန်မင်းသားနေရနေပဲကိုရံဝင်းမြို့တရုတ်ဆောင်ထားပါတယ်ကျွန်တော်ပါမယ်ပြီးတော့အဲကိုဇွဲလာအောင်ဇွဲလာအောင်ပါမယ်ပြီးတော့မင်းသမီးဇွဲရဲ့ဒီပါမယ်ချမ်းချမ်းမူအဲပြီးတော့ကျွန်တော်တို့ အများကြီးပဲဘောနော်အခုအမှုပညာကျွန်တော်တို့နဲ့အတူတူစူးစမ်းနေကြတဲ့လူတွေပြပါဘုတ်အဲရှိတော့ဒီစကားကအဲဒီဇလန်းကကျတော့ကျွန်တော်ကဟိုပြက်ဆက်ကိုပြန်ရိတ်ထားတာပြက်ဆက်ကဆရာကြီးဆရာနတလင်းမောင်စိတ်တိုင်းပြက်ဆက်ကိုပြန်ရိတ်ထားတာဘောနော်သူ့ပေးခြင်းတဲ့ message ကိုကြိုက်တာ message ကကျတော့သူချမ်းသာကိုစိတ်မြဲပါသည်ဆိုတော့ကို့ဘောဘလောက်ပဲရုပ်မာနေပြီလေကိုကမေတ္တာပြန်ထားတယ်ဆိုရက်အဆက်မျိုးပါခင်ဗျအဲအဲ့ဇက်ကိုကျွန်တော် ပြန်ရိုက်ပြီးတာဟုတ်ရဲ့ဒီခဲတွေကရှိတာပေါ့အများကြီးပဲစာဆုံးရိုက်ပြီးကမှစာဆုံးပြန်ရိုက်ရတာအဲအဲ့လိုခက်ခဲတွေအများကြီးရှိတာဟိုချပြခြင်းနဲ့တေးသေးလေးဟိုပြိတက်တွေကိုယ့်ရဲ့အမှုပြန်လောကသားတွေမြင်တွေ့ရင်မခြေနဲ့ပါအဲဒါကြောင့်မလို့ကျွန်တော်ပြန်ပြီးတော့တခြားအစာဆုံးပြန်ပြီးကြိုးစားယူပြန်ရိုက်ထားတာဟုတ်ကဲ့ကျွန်တော်မိုးဆက်ပေါ့နော်လူရှင်တော်ဆိုပေမဲ့လည်းအဲလူရှင်တော်ကာရက်တာအပြင်အခြားသောဥစ္စာတွေလည်း အဲလုပ်လို့ရပါလားကျွန်တော်တို့မှမဟုတ်ဘူးအခြားသော evolutionary ဇက်ပူဇက်ရံနေလဲနေရာလေးတွေ change ပြီးတော့အဲခေါ်ခဲ့မယ်ငားခဲ့မယ်ဆိုရင်သူတို့လည်းနေရာအပေါင်းဆုံးနဲ့ခေါ်ရိုးကျိုးမနေတော့ဘူးဗျာပုံမှန်တိုင်းဆိုတော့ evolutionary evolutionary ပဲရိုက်နေရတာအဲလိုမျိုးမဟုတ်ဘဲနဲ့နေရာလေးတွေ change ပြီးတော့အဲရိုက်ခွင့်ရမယ်ဆိုရင်ပိုကောင်းပါတယ်ဟုတ်ကဲ့အဲလောလောဆယ်ကတော့ကျွန်တော်ကြော်ညာတွေကတော့ရိုက်နေတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ပဲဦးစီးပြီးရိုက်တာအားလုံးပဲတည်နေတည်မှာပေါ့နော်ဆိုတော့ဒါကတော့ပုံမှန်တိုင်းကတော့ကြော်ညာတွေရိုက်နေတယ်အဲပြီးတော့ဒီဇလန်းတွေ ထွက်ဖို့ရှိမယ်ပြီးရင်နောက်ထပ်တော့ proposal တင်လာတော့မှာပါဟုတ်ကဲ့ကျွန်တော်2020နှစ်လောက် ကကျွန်တော် Play Mode နဲ့ရိုက်ထားတဲ့ channel game မှာ မြို့တာမိုးဆိုတဲ့ဇာတ်လမ်းပေါ့နော်အဲ့ဒါဆိုလည်းဒါကျွန်တော်ရှေ့မှာမိသားစုဇာတ်လေးပေါ့နော်အဲ့လိုဇာတ်မျိုးလေးကျွန်တော်ရိုက်ရဖို့သဘောကျအဲ့ဒီမှာဆိုလည်းကျွန်တော် producer အတာအနေနဲ့ပြုတ်ဆောင်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီကုစားရိုက်တော့อ่ะဆိုရင်ဒါမပြည့်မစုံနေကြတဲ့အခက်ခဲတွေအများကြီးကြတဲ့အနေနဲ့ရိုက်ခဲ့ရတယ်ဆိုတော့အဲ့လိုမျိုး family drama set လေးတွေတော့မများဘူးရိုက်ချင်ပါဘူးဟုတ်ကဲ့ အချို့ကြတော့လေကိုကကိုလောက်ပြမှာလည်းပြီးမှာဘူးသို့တော်လည်းနေရာတစ်ခုဆိုတော့ပေးတဲ့လူရှိမှလည်းကျွန်တော်လောက်ခွင့်ရမှာပေါ့နေရာပေးတဲ့လူရှိမှကျွန်တော်တို့လည်းလောက်ခွင့်ရမှာဖြစ်တယ်လို့ကြည့်နေတဲ့ပရိသတ်ကလည်းကိုစူးစမ်းတဲ့အပေါ်မှာအော်သူဒီလိုချိန်းတော့ပါကိုယ့်ပုံမှာလည်းမူတည်ရပါဘောနေရာဘလောက်ပဲပြောင်းမပြောင်းမသူကဒီဥစ္စာကြီးကိုမပြောင်းနိုင်ဘူးဆိုရင်တော့ဒါတော့ထုံးစံနဲ့ခေါ်လို့ကြိုးနေပါလေလေအဲအဲ့တော့အဲ break ဟိုနေရာပေးတဲ့လူတွေလည်းလိုအပ်တယ်လို့တကယ်တကယ်စူးစမ်းဖို့ လူပညာသမားတွေလည်းအများကြီးပို့တော့ဆန်လာကိုမြဲပါစီကတော့ဒါပြိသက်မထင်မှတ်တဲ့ character တစ်ခုအနေနဲ့အဲရောက်လာမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲလောလောဆယ်ကတော့ကျွန်တော်တို့၈လပိုင်း၉လပိုင်းဝင်ကျင်လောက်ဖြစ်ဖို့များတယ်ခင်ဗျာ BBD မှာပြပါတော့ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကအနုပညာဟိုပြိသက်လက်ခံမှုဆိုတာကိုယ်အနုပညာလောကသားအချင်းချင်းကိုယ်လက်ခံမှုကအကြီးကြီးတယ်ဒါမှနောက်ထပ်နေရာတွေတစ်ခုကျွန်တော်တို့ကဟိုတက်လန်းလို့ရအောင်အဲ့တော့တကယ်ချင်းတွေလည်းပြကြည့်တယ်အချင်းအာမနာနဲ့တော့ဝေဘန်မိတ်ဆွေတွေလည်းပြကြည့်အာမနာနဲ့ဝေဘန် ဘယ်လိုရှိတော့ဆိုတော့အာတော်တော်ပြောင်းလဲသွားတယ်တော်တော်ချိန်းသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးပြောရရဲ့အတွက်တော့ကျွန်တော်တကယ်ဝမ်းသာပါဟုတ်ကဲ့အဲ့ဒီဇက်ကားကိုကျွန်တော်တို့တီးဖြတ်တာကဟိုပါလေအကယ်ဒမီကိုဟင်းထက်လေဝေးအဲကျွန်တော်ဒီကိုဟင်းထက်ကဒီဇလန်းလေးကိုဖြတ်တဲ့အချိန်မှာသူကိုယ်တိုင်မထင်မှတ်ထားတဲ့အဥစ္စာဖြစ်တဲ့ဆိုကျွန်တော်ကိုအဲသူကကျွန်တော်ကိုဂျိုင်းဟာတာကားလာအပ်တယ်ထင်တယ်ဟုတ်ဘူးကိုကျွန်တော်ဒီမှာဒါကျွန်တော်ရိုက်တယ်ဒီဥစ္စာဒီဥစ္စာကအဲသူအက်ဒီတာပေါ့နော် အကယ်ဒမီကိုဟင်းထက်လေဆက်တဲ့အချိန်မှာသူကိုယ်တိုင်လည်းအားရရလို့ပြောရတဲ့ကျွန်တော် ရဝမ်းသားပါတယ်အဲတချို့ကျတော့ဆက်နေတဲ့အာတီကက်တွေကလိုတယ်ဟိုကပိုတယ်လိုတယ်ဆိုတာရှိတယ်လေဆက်တဲ့ချိန်မှာသူကိုယ်ဂျင်နာအားမှုရှိတဲ့အတွက်လည်းကျွန်တော်တကယ်ကိုဝမ်းသားပါတယ်ပြီးတော့အဲကျွန်တော်ရဲ့အခုဒါခုမှခင်ကတငယ်ချင်းပေါ့နော်တငယ်ချင်းနေတည်အောင်ဆိုလဲတာကျွန်တော်ပြရတော့ဟာဘရာသာဆက်ကြည့်ပါအောင်ဘာညာဆိုဒါအဲ့လိုမျိုးလေးကျွန်တော်တို့ကသူတို့စီကမထင်မှတ်တဲ့စကားတွေကြားတာဟာတို့ချင်းဝင်တို့ကဟာဖန်နီပဲပြမယ်ထင်တာ အဲဒုံးဆိုတော့တီတာလေးအရင်ပြကြည့်လိုက်တီတာလေးကြည့်ကြည့်လိုက်အထွေလာလေးကြည့်ကြည့်လိုက်ပေါ့နော်ထွေလာလေးပြကြည့်လိုက်လေဆင်းပါအဲအဲ့လိုမျိုးချိန်းသွားရလို့တိတိတသားကြီးချိန်းသွားရလို့ပြောရတော့တကယ်ကိုဝမ်းသာပါဟုတ်ကဲ့အစ်စ်တွေအများကြီးရှိတယ်ကျွန်တော်တို့ကလည်းအစ်စ်ပေါ့စူးစမ်းနေတယ်လို့ကျွန်တော်တို့ခေါ်ခြင်းမခေါ်ခြင်းကလည်းကျွန်တော်တို့ကိုယ်တိုင်ရဲ့စူးစမ်းအားထုတ်မှုတွေလည်းအများကြီးဆိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းယနေ့ချိန်ကြီးစူးစမ်းနေရတော့မယ်အဲကိုစူးစမ်းတဲ့အပေါ်မှာမူတည်ပြီးတော့ဒါအဲပြည်သက်တွေလက်ခံဖို့တွေနောက်တစ်ခုကဒီအမှုရလောကသားချင်းတွေလက်ခံမယ်ဆိုရင်တော့ကျွန်တော်တို့ ပေါ်ပေါင်းလို့ပြောရမလို့တော့အောင်ထူတော့ဖြစ်သွားကြမှာလို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းယနေ့ချိန်ကြီးဒီထဲထဲမှာကြိုးစားနေရတယ်ကုံလုံးကတော့ဒီချိန်မှာလေပြောချင်တာကတော့ဟိုလှုပ်ချင်ရတဲ့လူကြီးပဲလို့တော့လေကျွန်တော်တို့မှာဒီချိန်မှာอืมဆိုပါစို့ပြကျွန်တော်တို့ကြော်ညာရိုက်တယ်ဆိုလေကျွန်တော်တို့မှာခေါ်ရတဲ့လူအများကြီးရှိအဲ့ပုံမှာမှာဟိုကျွန်တော်ရွေးချယ်ပြီးခေါ်တာပေါ့နော်ကာရက်တာလိုက်ချင်းမလိုက်ချင်းလည်းရှိသေးတယ်ဒီနေရာမှာသူနဲ့လိုက်မှာကျွန်တော်တို့သူ့ကိုခေါ်လို့ရပါလေနောက်တစ်ခုကလည်းသူ့ရဲ့အမှုပညာ အဖန်နီးမှုဘယ်လောက်သူသူရဲ့အနုပညာလှုပ်ဆောင်မှုဘယ်လောက်ထိကောင်းနေမကောင်းနေဆိုတဲ့အပေါ်မှာပဲကျွန်တော်ကရွေးချယ်ပြီးသွားတယ်ဒါကတော့ကျွန်တော်ဘက်ကခံတာကျွန်တော်တို့လိုဟိုဒီလိုခေါ်ပြီးတော့ရရတဲ့ခံတာကြတယ်ကျွန်တော်ကကြိုးစားပြောက်လို့ဒီလေအဒီနေရာမှာအသူနဲ့လိုက်ပါမှာသူဘယ်လောက်ထိလုံနိုင်မှာသူဘယ်လောက်ထိပြင်ဆင်နိုင်မှာသူကအဲဆိုပါလို့ character တစ်ခုကိုဘယ်လောက်ထိမွေးနိုင်လဲပေါ့အဲသူကဒီနေရာမှာဆင်းရဲတယ်ဆိုရင်ဒီဆင်းရဲဥစ္စာတွေကိုသူဘယ်လောက်ထိရွေးချယ်နိုင်လဲဒီချမ်းသာတယ်ဆိုရင်သူဘယ်လောက်ထိချမ်းသာ နိုင်အောင်ဒီသူဝေစားပြင်ဆင်နိုင်တယ်ပြီးရင်အတွက်ဒီနေရာမှာဘသူရဲ့ဘယ်နေရာဆိုရင်အဲ့ character တစ်ခုကိုတစ်ခုနဲ့တစ်ခုမတူအောင်ဘယ်လောက်ဒီဖန်တီးနိုင်လဲဒါတွေကကျွန်တော်တို့ကအများကြီးလေ့လာကျွန်တော်တို့ကိုယ်လည်းဒီနေ့အချိန်ကြီးအဲ့လိုပေါ့နော်အာဒီဇာကားမှာဆိုတော့ဒီစမင်ပုံစံဒီလိုဝေစားဒီလိုပုံစံဝင့်မယ်အဲဒါကျွန်တော်တို့လည်းစူးစမ်းနေတော့မယ်လို့ပြောချင်တာအဲ့တော့ကျွန်တော်တို့လိုစူးစမ်းနေကြတဲ့မြို့ပညာကြီးကောင်တွေလည်းဒီထက်ပိုပြီးတော့ကျွန်တော်တို့အတူတူစူးစမ်းကြဖို့ပြောချင်ပါတယ်ဟုတ်ကဲ့အနုဇာကားလေးကကျွန်တော်အခုဒါ ဒါအရာအားလုံးထက်အရာရာအားလုံးထက်ဆိုရုပ်ရှင်လိုက်ရိုက်နေပါတယ်အဲပြီးရင်နောက်ထပ်လည်းကျွန်တော်ရဲ့ဥပညာဖန်တီးမှုတွေအများကြီးရှိအောင်ပါခင်ဗျာအဲကြီးစီကြတဲ့ပြည်သက်တွေအားပေးကြတဲ့ပြည်သက်တွေအားလုံးနဲ့ကျေးဇူးများကြီးတင်ပါတယ်အဲဇကားတွေစွန်ညာတွေဇလန်းတွေထွက်လာခြင်းလည်းအားပေးကြအောင်လို့ပြောချင်ပါတယ်